ပန်မှာရှိတဲ့ဒန်နိုင်လာတေးရမြနံပါတ်၁ခုချီစာကဲအွန်ဂျပန်လမ်းတွေမှာညဘက်တယောက်တည်းရှောက်သွားရင်လည်းမိန်ကလေးတယောက်ကိုတွေ့ရင်သွားမငဲကြည့်ဘူးတော့ကြံပေးချင်ပါလေသူကကိုဝင်းကြီးအရှင်နဲ့မျက်နှာမှာမတ်စကိုတတ်ထားပါတယ်အပြင်ပိုင်းကြည့်ရင်တော့တကယ်လှတာကြောင့်တင်ဟာတခဏတာငင်းမွတ်မိတော့ပါပါပြီးရင်တော့သူဟာလှလာဆိုပြီးတော့တင်နာကိုကပ်ပြီးတော့မေးလာပါလိမ့်မယ်အဲ့ဒီအချိန်မှာလူကြီးမင်းကလည်းကော်မလေးတယောက်ကနှာဘူးထပြီးတော့မေးတာကြောင့်လှတယ်လို့ပဲပြောမိပါပါပြီးရင်တော့သူကမတ်စကိုချွတ်ပြီးတော့ထပ်မေးပါလိမ့်မယ်မတ်စကိုချွတ်လိုက်ရင်တော့သူ့ရဲ့ပါးစပ်ဟာဓာရာကြီးနဲ့တွေးရင်လည်းပြဲထွက်နေတာကိုတွေ့ရပါပါတော်တော်လေးကိုကြည့်ရဆိုပါလေအဲ့ဒီ အချိန်မှာသူကအခုရောလှသေးလားလို့မေးလို့ရှိရင်လူကြီးမင်းကမှတ်လာဘူးလို့ပြောလို့ရှိရင်တော့တင့်ကိုကကြီးနဲ့ပြောပါပါအကယ်လို့တင့်ကကြောက်ကြောက်နေလှတယ်လို့ပြောတယ်ဆိုရင်လည်းလိန်နေတာဆိုပြီးတော့ခံပါပါအဲ့ဒီလို လိုက်ချောက်တဲ့တရေကိုခွချီစာကဲအွန်းနာလို့ခေါ်ပါတယ်သူ့ရဲ့ဖြစ်ပေါ်လာပုံကရာဇဝင်လေးတစ်ခုရှိပါတယ်သူကအရင်ကတကယ်ကိုတော်တော်လေးလှတယ်မင်းကလေးပါလှလုံးလို့သူဟာယောက်ျားတိုင်းအောင်တော့ငင်းလို့ယူခဲ့ရပါတယ်ဒါပေမဲ့တရက်မှာသူဟာဆာမူရိုက်တယောက်နဲ့အိမ်အောင်ကြခဲ့ပါတယ်ဆာမူရိုက်ကတောင်ဝင်ရှိတာကြောင့်အိမ်ကထွက်သွားရင်တော်ုံနဲ့ပြန်မလာပါဘူးအဲ့ဒါကြောင့်သူမကလည်းပြင်းလာပြီးတော့တခြားယောက်ျားလေးနဲ့ဖောက်ပြန်ခဲ့ပါတယ်ဒါ ါကိုဆောင်မူတိုင်းကပြန်လာတော့အဲ့တဲ့ရင်ကိုကြားပြီးတော့အရန်ဒေါသထွက်ပြီးတော့သူမရဲ့ချုံမောလှပရုပ်ရည်ကြောင်းဆိုပြီးတော့ဗဇက်ကိုဆောင်မူတိုင်းတားနေထိုးတယ်။အဲ့ဒီတန်ရနဲ့ပဲသူဟာအသက်ထွက်သွားပြီးတော့ယောက်ျားတိုင်းကိုလိုက်ပြီးတော့လက်စားချီနေတာပါ။သူနဲ့တွေ့ရင်တော့တော်တော်များများကကြောက်ပြီးတော့မလှဘူးလို့ပြောတာကြတက်ခံပါပါ။ဒါပေမဲ့လူကြီးမင်းကမကြောက်ဖ ೇನೆ လှတယ်လို့ပြောရင်တော့လူကြီးမင်းကိုတန်ဖိုးရှိတယ်ဗတ္တမြားနီအောင်တော်တော်ပေးခဲ့တယ်လို့ပြောကြပါတယ်။ဒါပေမဲ့တခြားရှောင်းပြီးရဲ့နီလန်တစ်ခုလည်းရှိပါသေးတယ်။ဒါကတော့သူကတင့်နာကိုကတ်လာပြီးတော့မီးတဲ့အချိန်မှာတင့်ကအချိန်မရှိဘူးလှုပ်ရှားရှိရလို့ညင်းလို့လိုက်ရင်တော့သူဟာတင့်ကိုတောင်းပန်ပြီးတော့ depression သိရင်မ လေးဖြစ်ကိုချက်ချင်းပြောင်းသွားမှာပါပြီးရင်လည်းတင့်ကုန်ပြန်တောင်းမှပါလိမ့်မယ်ဒါပေမဲ့ဂျပန်မှာဘူးလို့ရှူစရာတော့စော်မရှိရဲ့လူကြီးမင်းအတွက်ကတော့ခူချီစာကဲအွန်နာတော်မှာတင်ကမက်လေးတထိုင်လှရဲဆိုပြီးအလုပ်ပေးမှာမဟုတ်လို့ခူချီစာကဲအွန်နာရဲ့ဘဝလည်းမတွေ့ရစရာပါပဲခင်ဗျာဘဝနဗန်နီတခေတခေတီဂျပန်ဆိုတာကဘတ်စကားထဲယထားကိုအဓိကထားပြီးတော့သုံးနေနိုင်ငံဖြစ်ပါတယ်။အဲဒါကြောင့်ယထားကိတ်တွေမှာလူတွေအမြဲစီကနေပါတယ်။အဲဒါကတိုကျိုလိုမြို့ကြီးပြကြီးတွေမှာဖြစ်ပေမဲ့တချို့နယ်ပယ်လေးမှာဆိုရင်တော့ညာဘက်ဆိုရင်တော့လူမရှိပါဘူး။အဲ့ ချိန်မှာတင်ဟာယထားဆောင်နေနေတာခက်တာခဲလို့အတန်နဲ့စင်တူတဲ့ခြေတန်တစ်ခုကိုကြာရင်တော့တင်ဟာတာခက်တာခဲတေးမှလည်းတွေ့နေပါပြီ။သူဟာခါတပိုင်းပြက်နေပြီးတော့လက်သေးရှည်တွေနဲ့မိမတူဖြစ်ပါတယ်။သူဘလို့ဖြစ်လာလဲဆိုတာကိုဇလန်းလေးရှိပါတယ်။သူဟာတကယ်တော့ငငယ်ရွယ်ရွယ်ចောင်းသူတွေတယောက်ပါပဲ။သူဟာចောင်းမှာအများနဲ့မတူပဲတယောက်တည်းနေတတ်တာကြောင့်သူ့ကိုဘူလီလုပ်ချင်တဲ့လူတွေအများအောင်များပါတယ်။သူဟာနေ့တိုင်းလည်းចောင်းမှာဘူလီလုပ်ခံခဲ့ရပါတယ်။ဒါပေမဲ့တနေ့မှာတော့သူចောင်းကပြန်ဘူလီလုပ်ချင်တဲ့ယောက်ျားလေး၃ယောက်ကသူမရဲ့အနောက်ကိုစောက်ဖို့လိုက်လာခဲ့ပါတယ်။သူမဟာယထားစီကိုဘူတာမှာစောက်နေတော့အဲ့၃ ယောက်ကအနောက်ကနေပြီးတော့သူမရဲ့ပခုံးပေါ်ကိုပိုးခေါင်လေးကိုတင်ပေးခဲ့ပါတယ်။အဲဒီကနေပြီးတော့သူဟာပိုးခေါင်တွေ့ပြီးတော့ကြောက်ပြီးတော့ရထားလမ်းပေါ်ပြုတ်ကျသွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲသူဟာရထားနဲ့ချိန်ခံခဲ့ရပါတယ်။အဲဒီကနေပြီးတော့သူမဟာခပ်ပြတ်သွားပြီးတော့အဲဒီចောင်းသား၃ယောက်ကလည်းလန့်ပြီးတော့ဒီတိုင်းပဲပြေးပြေးထွက်သွားခဲ့ပါတယ်။တကယ်တော့အဲဒီအချိန်မှာသူမမတည်သေးပါဘူး။သူမဟာခါတဲ့ပိုင်းနဲ့အကူအညီတောင်းနေခဲ့ပါတယ်။ဒါပေမဲ့ဘူတာကတေးသေးလေးဖြစ်တာကြောင့်ဘသူမှသူမရဲ့တောင်းမကြားခဲ့ရပါဘူး။အဲ့ဒါနဲ့သူမလည်းတွေးထွက်လုံပြီးတော့အဲ့ညံမှာပဲတည်သွားခဲ့ပါတယ်။ ။နောက်နေ့မှာတော့အဲ့ဒီចောင်းသား၃ယောက်ကသူတို့ရဲ့အဖြစ်အပျက်ကိုသူတို့နဲ့ဘာမှမဆန်သလိုလုပ်ပြီးတော့ចောင်းကနေပြန်လာခဲ့ပါလေ။အဲ့ဒီ ချိန်မှာသူ့ကိုနောက်ကနေပြီးတော့ထက်ခိ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 ဆိုတဲ့ခြေတံလေးကိုကြားခဲ့ရပါတယ်။အဲ့ဒီလိုနဲ့သူတို့တော့ရောက်စလုံးကအနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ခါမရှိတဲ့တရေကလက်သက်ရှိကြီးတွေနဲ့အကုန်လုံးတက်ခဲ့ပါတယ်။အဲ့ဒါကြောင့်သူမဟာအခုဒီယထာပူတာတွေမှာယောက်ျားလေးတွေကိုလိုက်ရှာနေသေးပါ။ဂျပန်ယထာပူတာတွေမှာတွိုင်းလက်ဆိုတာရှိပါလေ။တင်ကအင်တာတက်နေတော့သူကအတန်ပေးလာပါလိမ့်မယ်။အပြင်ကနေပြီးတော့သူ့ရဲ့ခါောက်ပိုင်းဗမာလဲလို့မေးပါလိမ့်မယ်။အဲ့ဒီအခါမှာတင်ကဒီဇယ်လန်းကိုတီထားလို့ခါကယထာလန်းဗမာလို့ပြောရင်တော့တင်ကသူကတင်ကိုဒုက္ခမပေးဘဲနဲ့ထွက်သွားပါလိမ့်မယ်။အကယ်လို့ဘာမှမဖြစ်ပဲကြောက်နေရင်တော့တင်အင်တာခန်းထဲဝင်လာပြီးတော့တင်ရဲ့ခ ဟာကိုယူသွားမှာပါ။ဒါကြောင့်သင်ဟာဂျပန်စာ listening skill ကိုကောင်းအောင်လုပ်ထားဖို့လိုပါလိမ့်မယ်ခင်ဗျာ။ကျွန်တော်ခုလုပ်ပြီးတဲ့ဒီဂျပန်တန်တိုင်းလာတည်တဲ့နေရာကျွန်တော်တို့ဂျပန်တန်တိုင်းတွေထဲမှာတကယ်လို့ရှိပါတယ်။ဟုတ်ဂျပန်လူမျိုးတွေကိုတောင်းပေးကြည့်နေသိနိုင်ပါတယ်ခင်ဗျာ။ဟုတ်ဒါပေမဲ့လူကြီးများကတော့အပြင်မှာတကယ်လက်တွေ့ရှိမှရှိဘူးတော့တောင်းမဆန်းကြည့်ဖို့အကြံပေးကြပါခင်ဗျာ။ဟုတ်ကျွန်တော်လည်းနောက်လည်းဒီလိုမျိုးဂျပန်နဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်လေးအများကြီးတင်ဆက်ပေးပါမယ်ခင်ဗျာ။ဟုတ်အားလုံးပဲတက်တာ။ Thank you.